ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးသတင်းများကဏ္ဍမှကျေဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးသတင်းများကိုစင်စက်မှပြဲကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလုပ်ထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့အခုတင်ဆက်ပေးမယ်အကြောင်းအရာကတော့ကျန်တာပေးဖို့ပြောလာတော့ကုအောင်တမမူအောင်သက်ဦးနဲ့နောက်ဆက်တွဲသတင်းများတဲ့စသည်ပြပြပါပြီတဲ့ရဲဘော်ရှမ်းလေးမင်္ဂလာပါရှင်အခုအကြောင်းအရာနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါဦးရှင်ကုန်ယူစွာ တင်ပြပေးမှာပါနောက်ထပ်ဇင်းတစ်ခုကတော့ဂူအောင်တမမှုအောင်တက်ဦးနဲ့အကြမ်းဖက်စစ်ခွေစစ်တုံးဘန်းတွေရဲ့နောက်ဆက်တွဲအကြောင်းတွေကိုတင်ပြပေးမှာပါဒါအပြင်ဒုတိယကမ္ဘာစစ်လက်ကျန်ဂျပန်လှိုင်းကူဂုံးမှာခိုင်ခိုင်မာမာတဆွဲထားတဲ့အကြမ်းဖက်စစ်ခွေငစနူကောင်တွေကို ဘလို့တုတ်တင်ခဲ့လဲဆိုတဲ့တိုက်ပွဲအခြေအနေတွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်းရကြည့်ရှုကိုကျွန်တော်ရဲ့မိဘပြည်သူရဲဘော်ရဲဘက်တောင်းချင်းစီတိုင်းကိုဒလေတစားဖိတ်ခေါ်လိုက်ပါတယ်။ကျွန်တော်ကူရိုင်းတော့ကျွန်တော်ကြောင့်ပြောနေပါပြီပါတော့။ ီကကျွန်တော်ရဲ့မိပါတယ်ပျော်ရလားကျွန်တော်တော့အယမ်းပျော်တယ်ဆိုရင်တော့ပဲကျွန်တော်တို့ရဲဘော့တွေအယမ်းကိုပျော်တယ်အယမ်းကိုပျော်တာထက်ကျွန်တော်တို့ရဲဘော့တွေဒီဗီဒီယိုဖိုင်တွေကိုကြည့်ပြီးတော့အယမ်းကိုတက်ကြွနေတယ်ကျွန်တော်တို့အခုချိန်မှာဘယ်အရာမှကျွန်တော်တို့လူငယ်တွေကိုတားလို့မရတော့ဘူးဒါဟာကျွန်တော်တို့လူငယ်တွေရဲ့လက်ရှိ ဖြစ်နေတဲ့ခံစားချက်ကြောက်မိပါတွေကိုပထမဦးစွာတင်ပြပေးချင်တာ ်ပြီးခဲ့တဲ့ချက်တွေမှာနိုင်ငံရေးကစားကွက်တွေပြည်ရွှေတွေစစ်ရေးတွေဆိုတော့ဒီချင်းတွေဈာရဲမှာကျွန်တော်ရဲ့ပြည်သူတွေဘလောက်ထိစိတ်တော့ကရောက်ခဲ့ရလဲကျွန်တော်ငလင်းတန်သိမ့်နေတဲ့အချိန်မှာကျွန်တော်ကူညီရမဲ့ကဲဆယ်ရမဲ့ဖြစ်နေတဲ့ကျွန်တော်ရဲ့မိဘပြည်သူတွေဘလောက်တောင်ဒုက္ခရောက်ခဲ့လဲကျွန်တော်ရဲဘော်လူငယ်တွေအရန်နားလဲစာလံမိပါတယ်ဒါကြောင့်လဲပဲ ကျောင်းရဲ့မိဘပြည်သူတွေလုံးလုံးမမျောလင့်ထားတဲ့အောင်မြင်မှုအကြီးကြီးတွေကိုကျောင်းရဲ့မိဘတွေကိုရှင်းဆုံးချပြခဲ့ခြင်းဖြစ်တယ်ဒါဟာတိုက်ဆိုင်မှုမဟုတ်ဘူးကျောင်းရဲ့မိဘကျွန်တော်နိုင်ငံကိုကျွန်တော်တို့ခေကျွန်တော်တို့အရွယ်ကျွန်တော်တို့အချိန်မှာပြောင်းလဲပါမယ်လို့ကျွန်တော်တို့မိဘပြည်သူတွေကိုဂတိပေးခဲ့ပြီးသား ျမရဲ့ဗီဒီယိုအမြဲတမ်းဝင်ရံပေးနေတယ်ကျမရဲ့မိဘပြည်သူတွေခေါင်းခေါင်းမတ်မိအောင်မယ်ထင်တယ်ကျွန်တော်အချိန်ကျွန်တော်ဖြစ်ကျွန်တော်တို့အပြတ်ဖြတ်ပါဒီပွဲကိုတရုတ်မကတရုတ်ဘိုးတွေပါဝင်စွတ်ဖက်ရုရှားမကရုရှားဘိုးတွေပါဝင်စွတ်ဖက် ကျွန်တော်တို့တောက်ပြီးကိုမဆိုင်ဘူးဒါကြောင့်လည်းပဲဒီကနေ့မှာတော့ကျွန်တော်ရဲ့မိဘပြည်သူတွေရဲ့အောင်ပွဲကျွန်တော်ရဲ့မိဘပြည်သူတွေရဲ့အပြုံးမန်းတွေပြန်လဲစင်မြန်း တဲ့အချိန်ကိုချက်ချင်းခေါ်ဆောင်ပေးလာတာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်တော့ပမာဦးစွာတိုက်ပွဲတွေမှာမြင့်မြတ်စွာတပ်ပေးလူခဲ့ရတဲ့ရဲဘော်ထွေအများပြားကြီးတွေမှာမှအာဇန်နီသူရဲကောင်းတဦးဒုမဟုရဲဘော်ဘီလိုရဲဘော်ရဲဘက်တွေအတွက်ကာကွယ်ပေးင်းတဲ့ တည်ဆုံးခဲ့ရတဲ့ဖြစ်စဉ်လေးကိုတင်ပြပေးချင်ပါတယ်။ဟုတ်ကဲ့ပါ။လက်ပြဘုံကိုခေါ်အုပ်ပြီးတော့ရဲဘော်တွေအတွက်အသက်ပေးလူခဲ့တဲ့တက်စိတ်မှုဘီလုံးပြ။ကြောက်မိပါလေ။နှလုံးသားရောအုံနောက်ထဲမှာရောစမှတ်ပေးကြပါ။တက်စိတ်မှုဘီလုံး ပြုံးလင်တရင်ကအာဇာနီ သူရဲကောင်းဘီလုံးကျွန်တော်ရဲဘော်ရဲဘက်တွေ့အတွက်စံပြထိုက်တဲ့ရဲဘော်ဘီလုံးအဲ့ဒီတရင်ကိုမပြောခင်မှာကျောင်းရင်မိမတွေကိုကျွန်တော်တင်နန်းတက်တဲ့ဖြစ်စဉ်လေးတစ်ခုကိုကျွန်တော်ပြပြပါမယ်အဲ့ဒီတင်နန်းကွင်ကရခိုင်နဲ့တိုက်ခိုက်ရေးတင်နန်းတက်ရောက်နေတဲ့အချိန်မှာပါ ဆိုတော့ကျွန်တော်တို့တွေက6ယောက်ဖွဲ့6ယောက်ဖွဲ့ခွဲလိုက်တယ်။တက်ခိုက်ကြီးလုံနေတဲ့အချိန်မှာလေ့ကျင့်ရင်အချိန်တွေမှာဆိုတော့အဲ့ဒီ6ယောက်ဖွဲ့ဟာဒါကျွန်တော်တို့လူဖန်းနီလူချုပ်နီလူတက်နီစတဲ့ညီမျိုးစုံကိုအဖွဲ့လိုက်လေ့ကျင့်သင်ယူရတယ်ပြီးတော့အဖွဲ့ချင်းတစ်ဖွဲ့ချင်းလဲရှင်ပြိုင်းပြုလုပ်ရတဲ့သင်ငန်းစာတွေအများကြီးပါတယ်ရခိုင်နေသင်ငန်းပေးတာကျွန်တော်ရင်ပြပါရှေ့ကျန်းဆိုတော့ အဲ့ဒီမှာရခိုင်တဆုတဆုကကျွန်တော်တို့6ရောက်အဖွဲဖွဲထားတဲ့ဖွဲမှာသူတို့ကသူတို့ရဲ့ဒါတဆုတဲကရခိုင်မိပြတွေကိုကျွန်တော်တို့ရဲ့အနီးကပ်ထည့်ပေးထားတာဆိုတော့ကျွန်တော်တို့6ရောက်အဖွဲကိုခေါ်ခေါ်ပြီးတော့သူ့လက်ထဲမှာဂဲလုံးလေးလက်သီးစုပ်အရွယ်ဂဲလုံးလေးပါလာတယ်ဆိုတော့ဂဲလုံးလေးကိုကျွန်တော်တို့ပြတယ်ဒီမှာတဲ့ငါကင်လာတဲ့ဂဲလုံးကိုမင်းတို့လက်ပစ်ဘုံလို့တတ်မှတ်လိုက်ပါတယ် ရခိုင်ဒံလေးနဲ့ကျွန်တော်တို့ပြောတာဒါပေမဲ့မမလိုကောင်းကောင်းပီတာလေကျွန်တော်တို့ချောက်အောင်လောကောင်းကောင်းနားလေတယ်ဆိုတော့ဒါလက်ပြဘုံတော့မင်းတို့မြင်လားဟုတ်ကဲ့ကျွန်တော်တို့မြင်ပါတယ်ဆိုတော့ကျွန်တော်တို့ချောက်ရဝိုင်းထားတဲ့အလေကိုအဲ့ဒီလက်ပြဘုံကိုပြစ်ချလိုက်တယ်လက်ပြဘုံလို့သတ်မှတ်ထားတဲ့ဂဲလုံးကိုပြစ်ချလိုက်တယ်ကျွန်တော်တို့ဘာမှကြုံမပြောထားဘူး လက်ပြုံပစ်ချကျွန်တော်တို့ဂျာရောလက်ပြုံကိုရောက်လာတယ်ဆိုရင်ကျွန်တော်တို့ဘာလောက်ကမလဲဘာမောက်ကိုကျွန်တော်တို့ဂျုံပြောတာဟုတ်ဒါပေမဲ့ကျွန်တော်တို့6ယောက်အဖွဲ့တဲကလူငယ်တယောက်ဟာအဲ့ဒီလက်ပြုံဘုံကိုခုတ်အောင်လိုက်ပါတယ်ကျန်တဲ့9ယောက်ကြောင်ပြီးတော့ကြည့်နေခဲ့ဘုံဝင်လေးနေပြောတာကျွန်တော်မြင်ပါကြောင်ပြီးတော့ကြည့်နေတဲ့ကြည့်နေတဲ့မတည့်ရကြည့်မိတဲ့အဲဒီမှာကျွန်တော်ရဲဘော်ရှမ်းလေးလည်းပါတယ်တင်နန်းခွင်ထဲမှာ ကျွန်တော်ရဲ့မိဘပြည်သူတွေကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတယ်ဆိုတော့ကျွန်တော်ရဲ့မိဘတွေကျွန်တော်အဲ့ဒီလက်ပြဖုံးကိုခေါ်ထုတ်တဲ့သူမဟုတ်ဘူးကျွန်တော်ရဲ့မိဘခေါ်ထုတ်တဲ့သူမဟုတ်ဘူးကျွန်တော်တွေးဝေးစွာငေးမောနေစေအချိန်မှာပဲလူငယ်တယောက်ကအဲ့ဒီလက်ပြဖုံးကိုခေါ်ထုတ်လိုက်တယ်အဲ့ဒီဖြစ်စဉ်ကျွန်တော်တင်တဲ့မှာကျွန်တော်တကယ်ဖြစ်ခဲ့တာပါ ျွန်တော်တို့ဟာအမြဲတမ်းကျွန်တော်တို့ရဲ့အသက်တွေကိုကြောရှင်စွာပေးဖို့အတွက်အစင်သင်ဖြစ်နေကြတဲ့လူငယ်တွေပါဒါလေးကို ကျွန်တော်မိဘတွေကိုကျွန်တော်သိအောင်ပြောခွင့်ရတဲ့အတွက်လဲကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်လည်းအရန်ခံစားရတယ်ဒီသင်ကိုကြားတဲ့အချိန်မှာ ကျွန်တော်တို့လည်းလေ့ကျင့်ခဲ့တယ်ဒါပေမဲ့ကျွန်တော်တိုက်ပွဲတွေမှာတော့ခုလိုဖြစ်ပြမျိုးတော့ကျွန်တော်မကြုံတွေ့ခဲ့ဘူးတကယ်လို့ကြုံတွေ့ခဲ့မယ်ဆိုရင်ကျွန်တော်တို့လေ့ကျင့်ခဲ့တဲ့အချိန်တွေနဲ့အဲ့ဒီမှတိခဲ့ရတဲ့သင်ခန်းစာတွေဆိုတော့အဲ့ဒီရခိုင်ဆရာကကျွန်တော်တို့ကိုလက်မျိုးထိုးပြီးတော့ပြောတယ်မင်းတို့ဘာလုပ်နေတာလဲကျွန်တော်တို့ဘာလုပ်ရမှန်းကိုမသိဖြစ်သွားတာကျွန်တော်တို့ကလည်းပုံမှန်လေးလေးပြောပါတယ်ဒီမှာနဲ့မင်းတို့အတွက်အသက်ပေးသွားပြီ ဲ့တော့မင်းတို့သိရမှာတဲ့အခုတိုက်ပွဲကနှစ်ပေါင်းများစွာငါတို့တွေဆင်နွှဲခဲ့ကြတယ်နှစ်ပေါင်းများစွာငါတို့တွေတိုက်ခဲ့ကြတယ်ဒါပေမဲ့အခုမင်းတို့မြို့ပြကလူငယ်တွေရောက်လာတယ်မင်းတို့ပြမကလူငယ်တွေငါတို့စီရောက်လာတယ်ငါတို့အားရှိတယ်ဆိုတော့မင်းတို့နဲ့ငါတို့နဲ့ပေါင်းပြီးတော့အဲဒီအာနာယူအုပ်စုကို တေချာပေါက်ငါတို့ချိန်မုံနိုင်တယ်အဲ့ဒီခဲကကျွန်တော်တို့ကတည်ပြီးသားအဒီချမ်းဘက်ဖက်စစ်ခွေးတက်ကိုအမှုတ်ကျိတ်နိုင်တာကျွန်တော်တို့ရဲ့ရှင်ထဲမှာတည်ရှိပြီးသားဆိုတော့ဒီသင်ခန်းစာမှာကျွန်တော်တို့ရလိုက်တာကတကယ်လို့ဒါစမြေပြင်တနေရာရာမှာခုလိုမျိုးကျွန်တော်တို့ကြုံခဲ့မယ်ဆိုရင် ကျွန်တော်တို့စိတ်ကိုကျွန်တော်တို့အဲ့ဒီအချိန်တည်းကတခါတည်းအမိတ်ပေးထားတာရေဘော်ရှန်လေးမင်းလည်းပဲပိဆက်ဖို့အစဉ်သင့်ဖြစ်ပြီဆိုတာမျိုးပါဆိုတော့အခုဖြစ်စဉ်မှာစကိုင်းတိုင်းအင်းတော်မျိုးသိမ်းတိုက်ပွဲအတွင်းမှာရန်သူကပြစ်ခတ်ပြီးတော့ဝင်ရောက်လာတဲ့လက်ပစ်ဘုံတစ်လုံးအဲ့ဒီလက်ပစ်ဘုံဟာကျွန်တော်တို့တပ်ဖွဲ့ဝင်အနည်းကိုကြောက်လာပါတယ်ကြောက်လာခြင်းမှာအဲ့ဒီရဲဘော်ဘီလုံး ပြစ်လိုက်ပါခြားသောရဲဘော်တွေလဲတွေကောင်းလဲတွေပါမယ်ဆိုတော့ကျွန်တော်သင်တန်းမှာတကယ်ဖြစ်ခဲ့ရတဲ့အဖြစ်ပြက်လေးနဲ့နှိုင်းရှင်ပြောနေတယ်ဆိုတာကကျောင်းရဲဘော်တွေဟာဒီလိုမျိုးလေ့ကျင့်ခဲ့ဘူးတဲ့ရဲဘော်တွေရှိတယ်ပါတယ်ဒါပေမဲ့အချို့သောသင်တန်းကွင်းတွေမှာမသိခဲ့တဲ့မလေ့ကျင့်ခဲ့ရတဲ့ရဲဘော်တွေလည်းပါတယ်ဆိုတော့ဒီလိုမျိုးမတ်မဲ့ထပ်ပြီးတော့ရောက်လာတဲ့အချိန်မှာ ကျွန်တော်သာဆိုရင်လည်းအစင်သိဖြစ်နေပါပြီ။ဘာကြောင့်လဲဆိုတော့ကျွန်တော်အဲ့ဒီသင်တန်းအချိန်ကိုအခုချိန်ထိအမှတ်ရနေတယ်။ငါဘာကြောင့်အဲ့ဒီလက်ပစ်ဘုံခုတ်အုပ်ခဲ့တာလဲဆိုတာမျိုးကိုကျွန်တော်ရမသိစိတ်ထဲမှာနောင်တတစ်ခုလိုမျိုးရနေလဲဆိုတာကိုကျွန်တော်ဝန်ခံပါတယ်ဆိုတော့ရဲဘော်ဘီလုံးနေရာမှာကျွန်တော်သာဆိုရင်လဲ အခုလိုမျိုးလုံရမျိုးကိုတေချာပေါက်လုံဖြစ်မယ်လို့ထင်မြင်မိပါတယ်ဆိုတော့ခြားသောရဲဘော်တွေလဲကြောင်ကောင်းလဲကြောင်နေပါလိမ့်မယ်ဆိုတော့အဲ့ဒီအချိန်မှာရဲဘော်ရဲဘက်တွေမထိခိုက်ဖို့အတွက်အဲ့ဒီလက်ပစ်ဘုံကိုခုပ်အုပ်ပြီးတော့ရဲဘော်တွေကိုကာကွယ်ဖို့သူ့ရဲ့အသက်ကိုပေးခဲ့တယ်ဒါကျွန်တော်တို့နိုင်ငံတွင်းထဲမှာအမှန်တကယ်ဖြစ်ခဲ့တာပါ basic ကားကိုမှကျွန်တော်ပြောနေတာမဟုတ်ဘူးဘယ်သမိုင်းကိုမှပြန်ပြောနေတာမဟုတ်ဘူးအခုကျွန်တော်ခန္ဓာကြီးကျယ်စွာနဲ့တိုက်ခိုက်သိမ်းယူနိုင်ခဲ့တဲ့ကျွန်တော်ပြည်သူကိုနေရအစုံမှရဲရဲဆက်ဆက်တပ်ဖြတ်ခဲ့တဲ့အရန်ကိုနမဲကြီးပါတယ်ဆိုရယ်တမိုင်းစင်လာကြီးပါတယ်ဆိုရယ်တမ89 ဲ့လိုកောင်းတွေနဲ့တွေ့တဲ့အချိန်မှာကျွန်တော်တို့လူငယ်တွေအခုလိုတုံ့ပြန်ခဲ့ကြတာဒီနေ့သတင်းရဲ့အရေးကြီးတဲ့အကြောင်းကြီးအများကြီးပါပါလားကျွန်တော်ညီမဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ပေးပါလို့ကျွန်တော်ကတောင်းဆိုထားတာပါဟုတ်ပြီသူရဲ့ပေးဆက်မှုအတွက်ကျွန်တော်မိမပြည်သူတွေတူးချင်းစီတိုင်းကလည်းဝမ်းနဲ့နေမယ်လို့ကျွန်တော်ချင်းမိတယ် နှမျောหนีမယ်လို့လဲကျွန်တော်မြင်မိပါတယ်ဒါပေမဲ့ရဲဘော်ဘီလုံးအတွက်ကြောင်းပြီးပါတယ်ဂုံဂျုံနေမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ရဲဘော်ဘီလုံးလို့သူရဲခေါင်းမျိုးတွေရဲဘော်ဘီလုံးလို့ပေးဆက်အနစ်နာခံမဲ့ကျွန်တော်တို့လူငယ်တွေကိုကျွန်တော်ရဲ့မိဘတွေမွေးထုတ်ပေးခဲ့ပြီးသား ။ဒါကြောင့်ကျွန်တော်ရဲ့မိဘတွေဂုဏ်ယူပေးပါ။ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့မိဘပြည်သူညီကောင်မတော်တအူးကြည့်စီတာရဲပေါ်ဘီလုံးအတွက်ကွန်မန့်လေးတချောင်းစာလောက်ပဲဖြစ်ဖြစ် GP ထားခဲ့ပါ။ဟုတ်ပြီ။ရဲပေါ်ဘီလုံးဟာ April 4ရက်နေ့မနက်ပိုင်းအင်းတော်မျိုးရဲ့အချမ်းဖတ်စစ်ခွေးတက်နောက်ဆုံးခုခံ ထားတဲ့ဂျပန်လှိုင်ကူဂုံးကိုကျွန်တော်တို့တော်လိုင်းရေးတပ်ဖွဲ့ဝင်တွေထိုးစစ်ဆင်တိုက်ခိုက်တဲ့အချိန်မှာသူအသက်ပေးလူခဲ့တာပါသူဟာပြင်ဦးလေးတရင်ကဖြစ်ပါတယ်ရေဘဘီလုံးရဲ့မိခင်တရင်ကပြင်ဦးလေးခရိုင်အမှတ်၅တနှစ်တရင်ဖြစ်ပါတယ်လက်ရှိပြင်ဦးလေးတရင်မှတာဝန်ထမ်းဆောင်နေစေသူ့ရဲ့အမတအိုးလေးကျန်ခဲ့ပါ ျွန်တော်တော်လန်သောမိသားစုဝင်တွေပါကျွန်တော်လူငယ်တွေအရန်ကိုချစ်ဖို့ခေါ်တယ်ကျွန်တော်လူငယ်တွေပေးဆက်ဖို့အတွက်အငြင်းရန်အစင်နဲ့ဖြစ်နေတာဆိုတော့သူ့ရဲ့အမကသူ့အတွက်ရန်ကိုဂုံယူနေပါတယ်လို့ဒီကနေ့ထုတ်ဖို့ပြောဆိုလာတယ်သူ့မောင်တိုက်ပွဲမှာညမြစွာအသက်ပေးလူခဲ့တာဘူရောအခုကျွန်တော်သတင်းပြောနေတဲ့အချိန်ထိ तू မယုံကြည်သေးဘူး तू လက်ခံလို့မရသေးဘူးမှန်တယ်ကျွန်တော်လက်ခံ तू မယုံကြည်သေးတာကိုကျွန်တော်လက်ခံကျောင်းရဲ့မိဘပြည်သူရဲဘော်ရဲဘက်ညီကိုပေါင်းလို့တကွာလုံးမှရှိတယ်မိဘပြည်သူတဦးချင်းစီတာကျွန်တော်တို့ရဲဘော်တဦးဟာညီမြတ်စွာအခုလိုမျိုးအသက်ပေးလူခဲ့တာ ကျွန်တော်တို့ရဲ့ရင်ထဲကျွန်တော်တို့ရဲ့နှလုံးသားတွေထဲမှာအခုချိန်ထိသူတို့တွေရှင်သန်နေစေကျွန်တော်နဲ့အတူတနန်းတက်ခဲ့တဲ့ရဲဘော်တွေကျွန်တော်တနန်းပေးခဲ့ဘူးတဲ့ကျွန်တော်ရဲ့ရဲဘော်ရဲဘက်တွေကျွန်တော်တိုက်ပွဲဝင်ခဲ့ကြတယ်ကျွန်တော်ရဲ့ငွေချင်းတွေကျွန်တော်ရဲ့လက်ချောင်းအရင်အတွက်ထက်၃၄၅ဆအသက်တည်ပေးလူခဲ့တယ် ကိုရှမ်းရေကျွန်တော်ထိသွားပြီဟာတိုင်မင်းကိုထိသွားပြီဒီလိုအတန်တွေကကျွန်တော်တို့နှလုံးသားတွေထဲမှာအခုချိန်ရှိနေတယ်ကျွန်တော်တို့နားတွေထဲမှာအခုချိန်ထိပဲ့တယ်ထပ်နေတယ်အဲဒီမှာကျွန်တော်တို့ဂျင်းနဲ့စွာအသက်ပေးလူခဲ့ကြတာပါ တခါတည်းမှာနားမလဲတဲ့ဒါအချို့ကြီးကျွန်ရဲ့ဗီဒီယိုကြည့်ပြီးတော့ဝင်ရောက်ပြီးတော့သူ့ရဲ့အမြင်တွေနဲ့ပေါ့နော်အပြောဆိုဝေဖန်တာလေးတွေကျွန်တော်တွေ့နေရပါတယ်ဒါမှမဟုတ်ကျွန်တော်ခွင့်လွတ်ပါတယ်တူဦးချင်းစီတိုင်းကိုကျွန်တော်အရန်ချစ်ပါတယ်ကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိဘပြည်သူညီကိုမောင်မတူဦးချင်းစီတိုင်းကိုကျွန်တော်အရန်ကိုတန်ဖိုးထားလေးစားချစ်ခင် လုံးလို့လဲတော်လန်ရေးမှရင်းအချိန်တည်း တိုက်ပွဲဝင်နေခဲ့တာပါခြားသောရဲဘော်လူငယ်တွေကလည်းခုလိုပါပဲဟုတ်ပြီဒါဆိုရင်တော့ရဲဘော်ဘီလုံးဟာကျောင်းတော်လှန်ရေးရဲ့တမိုင်းဝင်တဲ့ကြီးကျယ်တဲ့တိုက်ပွဲအတွင်းမှာပဲကြီးကျယ်မြင့်မြတ်စွာအသက်ပေးလှူခဲ့ပါပြီဒါဆိုရင်တော့ကျွန်တော်တို့ ဒုတိယကမ္ဘာစစ်လက်ကျန်ဂျပန်လှိုင်ကူမှတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးတက်ကိုကျွန်တော်တို့ဘလူတိုက်ခိုက်ချိန်မုန်းခဲ့တာလေဆိုတဲ့အကြောင်းကိုတင်ပြပေးချင်ပါတယ်။ဟုတ်ပြီ။ဒါရီကမပြောခင်မှာတမ80ခုဆိုတာဘလူတမမျိုးလဲဆိုတာကိုကျွန်တော်ရဲ့မိဘတွေအရင်ဆုံးသိရှိဖို့လိုအပ်ပါတယ်။တမ80ခုအမှတ်80ခုချင်းမြန်တမဌာနချုပ်ဆိုတာစစ်တပ်ရဲ့ ပထမဆုံးဖွဲ့တဲ့ချင်းမြန်တက်မ6ရက်6လ1966 64လုံးမှစတည်ခဲ့တာပါတတန်းကတော့နှစ်ပေါင်း60ဝန်းကျင်ရှိပါပြီဒါကလည်းဒုတိယကမ္ဘာစစ်တုန်းကပြင်သစ် Normandy ကမ်းတက်စစ်စင်ရေးကြီး D-Day ဖြစ်တဲ့6ရက်6လ1944ကို အားကျပြီးတော့အဲ့ဒီရက်ကိုယူခဲ့တာဖြစ်တဲ့အကြောင်းကို တမ89ရဲ့ပရမာဇုံတမမှုဖြစ်တဲ့ဘိုတိတ်ဆွေခင်ညွတ်ရဲ့ဆရာအရင်းရဲ့စောက်ထဲမှာရေးသားခဲ့ပါလေ89ကိုစဖွဲ့ခဲ့တဲ့ရွေချက်ကအဲ့ဒီတုန်းကဘကူယိုးမမရှိတဲ့ဘာကပဘိုဌာနချုပ်ကိုချိန်မုန်းဖို့ပါပဲရွေချက်လဲပြမြောက်ခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်နှစ်နှစ်အကြာ1968ခုနှစ် ခင်တန်ထွန်ဘူဇေရတို့လိုအထူးကခေါင်းဆောင်တွေကိုရှင်းနေရှင်းခဲ့နိုင်ခဲ့တယ်လို့၉နှစ်အကြာ1995မှာ တခင်စဉ်တခင်ချစ်တို့ကိုရှင်းပြနိုင်ခဲ့ပြီးဘကိုးယိုးကဘကိုးယိုးမမှာဘကပဇသိမ်းသွားခဲ့ရပါတယ်အရှင်မြောက်ဘကပကိုပထမဆုံးထိုးစစ်ကြီးလို့ပြောရမယ်မင်းရန်အောင်စစ်စင်ရေးကြီးကို1996မှာတမ89ပဲတက်ခိုက်ခဲ့တာပါအဲတော့ ်မလာကကျောင်းစင်းဂါဇာပဲရှိပါအောင်တမ89အောက်ကရှမ်းတအခုခမရ3ကိုတက်လို့ထင်မိမိပါတယ်တမ89ကိုဖွဲ့စည်းပြီးစစ်စင်ယူတွေလှုပ်ဆောင်အောင်မြင်ခဲ့ပါတယ်တမ88ကို1969တမ99ကို1968မှာထပ်မံဖွဲ့စည်းခဲ့ပါတယ်ဆိုရမယ့်တမအပူ66ကိုတော့ 1986မှာတည်ခဲ့တယ်လို့ကြားခဲ့ရပါတယ်။နောက်ပိုင်းတမအတွေ့အကြမ်းမဲ့ဖက်စစ်ခွေအများအပြားရှိလာခဲ့ပြီမဲ့89 88 69ဟာအကြမ်းမဲ့ဖက်စစ်ခွေတက်ရဲ့အားကိုရဆုံးဝါအရှင်ဆုံးတမိုင်းရှိဆုံးတမတွေပါပဲ။ဘကပနဲ့အရှိမြောက်မှာလူလဲတိုက်နေခဲ့တဲ့ကာလတလျှောက်လုံးအဲ့ဒီတမ၃ခုကိုပဲအဓိကထားပြီးတော့ ဘကပတွေကို ပြန်လဲတိုက်ခိုက်ခဲ့ကြတာပါအခုနေဦးတော်လန်ရေးမှာတမ88 88 69အဲ့ဒီတမ3ခုလုံးရဲ့တမမှုတွေကိုချိန်မုံတုတ်တင်ခဲ့တာကတမမှုနှစ်កောင်အသေးဖြစ်ပြီးတော့တမမှုတကောင်အရှင်ဖြစ်ပါတယ်69တမမှုကစင်စက်ကုန်စစ်စင်ရေပြမလှိုင်းမှာပဲမိုးကုန်းမှာတည်သွားခဲ့ရပါတယ် တမ88တမမူကဗမောစိန်လုံးဘက်မှာတည်ခဲ့ရပြီးတော့အခုတမ89တမမူဘုံမူကျုံအောင်သက်ဦးဟာတော့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်တွေစီမှာအရှင်ဖန်းစီနိုင်ခဲ့ပါတယ်ဒါကြောင့်ကျွန်တော်မျိုးကပြည်သူတအူးချင်းစီတိုင်းကမွေးဖွားလာလိုက်ပြည်သူကဝေးတပ်ဖွဲ့ဝင် တွေရဲ့တမိုင်းတွင်တဲ့ တပီးထိုးတဲ့ဒီကနေ့တိုက်ပွဲကြီးမှာကျွန်တော်စွန့်တော့နင်နာခံခဲ့ဒါတွေအတွက်လဲကျွန်တော်ရဲ့မိဘတွေဂုံယူဝမ်းမြောက်နေမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဟုတ်ပြီအဲ့ဒီဒုတိယကမ္ဘာစစ်မှာဂျပန်တွေအဓိကအသုံးပြုခဲ့တဲ့ဂျပန်တွေတိစောက်ခဲ့တဲ့ဂျပန်လှိုင်းကူကိုကျွန်တော်တို့ပြည်သူအစိုးရတက်လာတဲ့အချိန်မှာအနေဒီအစိုးရခက်မှာစကိုင်းနိုင်ရဲ့ ကျွန်တော်တို့ဝင်းကြီးတွင်နဲ့တိုင်ပင်ပြီးတော့အဲ့ဒီဂျပန်ဂူကိုပြန်လည်မိုးမန်တိစောက်ခဲ့ပါတယ်ပြန်လည်မိုးမန်ခဲ့တယ်ဆိုတာကရှေဟောင်းတိုင်ဂူဖြစ်နေလို့မိုးမန်ပြင်ဆင်ခဲ့ကြတာပါအခုအချိန်မှာတော့အကြမ်းဖက်ဖက်စစ်ခွေးတွေဟာသူတို့အာနာသိပြီးနောက်ပိုင်းမှာအဲ့ဒီဂျပန်လှိုင်ဂူကိုသူတို့ရဲ့ပင်မအဓိကခုခံစစ်အုံပြုဖို့အတွက် ပြင်ဆင်ခဲ့ကြပါတယ်ဆိုတော့တခါတည်ရင်ကြတော့လဲကြီးရမလို့ငိုရမလို့ကျွန်တော်ရင်မိပါတယ်ကျွန်တော်တို့ပြည်သူအစိုးရ NLD ကလူတွေကအဲ့ဒီဂျပန်လှိုင်းကူကိုရှေးဟောင်းလှိုင်းကူဖြစ်လို့တွားရောက်မောမန်ပြင်ဆင်ခဲ့ကြတယ်အချမ်းမဖက်စစ်ခွေးတက်ကသူတို့ရဲ့ခံစစ်ဂျပန်လှိုင်းကူအဖြစ်သုံးခဲ့တယ် ဆိုတော့ဒီဂျပန်လှိုင်းကူကိုကျွန်တော်တို့အချိန်မှန်များစွာဖူဖောက်ပြက်ခတ်ခဲ့ရတယ်ကျွန်တော်ဒရုန်းတွေဘုံချင်းလို့မရဘူးကျွန်တော်တို့16တွေကျွန်တော်တို့ AK တွေပြစ်လို့အင်္ဂလိပ်မကွဲတော့ဘူးကျွန်တော်ရင်ပြပါဒီလိုအချိန်တွေမှာကျွန်တော်တို့ရဲဘော်လူငယ်တွေလနဲ့ချီပြီးတော့ခဲရခဲစေတိုက်ခိုက်သိမ့်ပိုက်နိုင်ယူခဲ့ရတာပါဂျပန်တွေစောက်ခဲ့တယ်ဆိုတော့ကျွန်တော်ရင်ပြပါတွေလည်းသဘောပေါက်မယ်မျှော်လင့်ပါတယ် ဂျပန်တွေဟာသူရဘာဆက်ဖြစ်နေတဲ့အချိန်မှာပဲအဲ့ဒီဂျပန်လှိုင်ကူကိုခိုင်မာစွာတိဆောက်ခဲ့ပြီးတော့အဲ့ဒီလှိုင်ကူမှာသူတို့ဟာစေဝါကုသနိုင်ဖို့ပြင်ဆင်ခဲ့တာပါဟုတ်ပြီအချမ်းမဲ့ပတ်စစ်ခွေးတက်ခိုင်ခိုင်မာမာတဆွဲထားတယ်အဲ့ဒီဂျပန်လှိုင်ကူကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့အပြင်ကျွန်တော်နိုင်ငံမှာ ပရမအူဆုံးဖွဲ့ခဲ့တယ်ပြီးတော့ကျုံးနိုင်ငံမှာတမိုင်းလွန်တရာကြီးမားပါတယ်ဆိုရဲတမ89တမမှုနဲ့ငစနူကောအပေါင်းအပါ189ပါအရှင်ဖမ်းမိနိုင်ခဲ့တဲ့စစ်စင်ရေမှုရန်ကုန်မှာရှိတဲ့ကျွန်တော်တို့ရဲ့မိဘပြည်သူတွေလည်းအရန်ကိုဂုံယူနေမယ်လို့မျှော်လင့်နေတယ် တကမ္ဘာလုံးမှာရှိတဲ့မိဘပြည်သူတဝူးချင်းစီတိုင်ရလဲဘလောက်တောင်ပျော်မြူးနေမလဲဆိုတာကျွန်တော်ဒီကနေပြီးတော့မှန်းဆတို့တော့မရပါဘူးဟုတ်ပါတယ်ဂူအောင်တမမှုဘုံမှုကျုံအောင်သက်ဥနဲ့အကျမ်းဖတ်ဖတ်စစ်ခွေစစ်တုံးပန်းအကောင်190နီးပါးတတိတန်းကြီးအရှင်ဖမ်းမိခံလိုက်ရတော့ဟိုဘက်ရက်ကွက်ကကောင်းနေတယ် အော်လံပြဲသွားပါတယ်ဟာမင်းတို့ကွာလူပေါင်း180ကြီးညာတော်ရှိတာဘာကြောင့်မင်းတို့ခုခံပြန်မပြစ်တာလဲဘာတွေလုပ်နေလဲမင်းတို့တမမှုနဲ့တရင်မှုနဲ့ကျန်တဲ့ယာရှိစစ်စင်ကောင်တွေလည်းအသက်ရှင်လျက်ကျမ်းမာပါလျက်ချိနေရက်နဲ့လူအင်အားပေါင်း180ကျော်ရှိရသားနဲ့မင်းတို့ဘာကြောင့်ပြန်ပြီးတော့လေးနှစ်သား ျွန်တော်တို့ကလေးတွေကိုကျွန်တော်တို့လူငယ်တွေကိုကျွန်တော်ရဲဘော်တွေကိုဘာဖြစ်လို့မခုခံနိုင်တာလဲတိုက်ခိုက်တောင်မပြောဘူးเนาะကျွန်တော်မြင်မှာဘာကြောင့်မခုခံနိုင်တာလဲလေရင်ပြစ်ကိုတွေချင်းချင်းပေးထားပါရက်နဲ့ဂျိတ်ခါတွေလဲချပေးပါရက်နဲ့လူတလောက်လက်နဲ့တွေလဲထုတ်ပေးပါရက်နဲ့ဟော်ဝေဇာကြီးတွေလဲရှိနေပါရက်နဲ့ drone တွေလဲနောက်ဆုံးပေါ်တွေရှိနေပါရက်နဲ့မင်းတို့လူတလောက်ငါတို့ပေးနေရက်နဲ့မင်းတို့ဘာကြောင့်လေးနှစ်သား ကာဝယ်ရေးလူငယ်တွေကိုမကုကံတိုင်တာလဲဆိုတဲ့မိဂုံမျိုးစုံတွေနဲ့မိုလို့အော်လို့ပြဲလို့ခုချိန်ထိမပြီးသေးပါဘူးတိုက်ဆိုင်မှုကတဲ့ရည်ကြီးလေးလာပိုင်းဘုဖြစ်စင်လားလေးလာပိုင်းမှာဖြစ်ခဲ့တာပါ ထပ်ပြီးတော့တိုက်ဆိုင်တာကလင်းလာပိုင်း900နှစ်ဘကိုးမှာရှိတဲ့ကျွန်တော်တို့ဒါလူငယ်တပိတ်စင်ဝဲနေတဲ့အကာအရန်တွေနဲ့လူငယ်တွေကိုအာပီကြည်တဲ့ပြက်ခဲ့တဲ့တမ80ခုအခုနောက်ဆုံးဖန်စီ ချိန်မုံခံရတဲ့ရက်ကလည်းလေးလပိုင်း9ရက်နှစ်ပြီးတော့၄နှစ်ပြည့်တဲ့အချိန်မှာဆိုတော့ကျောင်းရဲ့မိဘပြည်သူရေဖို့ရေမညီကိုမောင်မအပေါင်းတို့အရန်ကိုခံရတဲ့တိုက်ဆိုင်မှုဖြစ်ပါတယ်ဆိုတော့ဒီကနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာတွေ ကျောင်းနိုင်ငံအတွင်းမှာရှိတဲ့ကျွန်တော်မိဘပြည်သူတဦးချင်းစီတိုင်းကမွေးဖွားလာတဲ့ရဲဘော်လူငယ်တွေနဲ့ကျွန်တော်တိုင်းရင်းသားတပ်ဖွဲ့ဝင်တွေတီးတီးဟာကျွန်တော်မိဘတွေစီလက်ထွဲကိုမတရားအာဏာသိမ်းထားတဲ့ကျွန်တော်တို့ပြည်သူပိုင်ပစ္စည်းမှန်သမျှလုံးဆောင်ပေးအပ်သွားမှာ ဖြစ်တဲ့အကြောင်းတိတ်ပြရင်းနဲ့